ဟယ်လိုအားလုံးဝမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်6အဖြစ်မနေ့ပြန်မှရှင်ပိုင်ကစားကြပါတော့မယ်ဒီထဲမှာမှာကျွန်တော်ပေါ့နော်ဘုံမောင်းနဲ့ပွဲစဉ်မန်ချက်စတာယူနိုက်တက်လိုပွဲစဉ်အကြောင်းကိုကျွန်တော်ပွဲကြိုတုံသက်ချက်ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ဘုံမောင်းနဲ့လီးစ်ယူနိုက်တက်ကိုအရင်ဆုံးကျွန်တော်ပြောရရင်ဘုံမောင်းကပြီးခဲ့တဲ့ပွဲစဉ်ကမှနယူကာဆယ်ကိုအိမ်ဝင်းမှာဂိုးမရှိတည်ကြကစားထားပြီးတော့ တို့ဒီ Leeds United ကတော့လက်ရှိ DR တော်တော်လေးတိုင်ပက်နေပါတယ်ဆိုတော့ Uber Hunter ကိုအဝေးကွင်းမှာ1-3ဆိုတော့ရလနဲ့ကျွန်တော်ဒါအနိုင်ယူထားတယ်ဒီနှစ်တင်းရဲ့ဂျားထဲမှာ DR ဒီ၅ဘွဲကစားပြီးတဲ့ချိန်ကွာဟာချက်ချီစွန်းနေကဘနော်ဒါကြီးကြီးမားမားကျွန်တော်ရှိနေတယ်အင်ရှင်ဖြစ်လက်ခံကျင်းပမဲ့ Leeds ကကျွန်တော်ဒီ၅ဘွဲမှာသူတို့၂ဘွဲနိုင်ထားတယ်နှစ်ပွဲနိုင်ထားပြီးတော့တပွဲနိုင်နှစ်ပွဲရှုံးဆိုတပွဲတည်နှစ်ပွဲရှုံးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ခုနမဲ့ကျွန်တော်ရထားတယ်တကယ်တွေးကြည့်ရရင် ငါးဘွဲမှာ9မက်ရထားတယ်ဒါအပြင်လိစ်အနေနဲ့လည်းဒီထဲမှာအာဆင်နယ်တို့ဘာလို့အသင်းမျိုးတွေပါပါခဲ့သေးတယ်ဆိုတာကိုကျွန်တော်တွေးကြည့်ရင်မဆိုးဘူးလို့ကျွန်တော်ထင်တယ်တန်တက်အသင်း3သင်းထဲမှာဆိုလို့ရှိရင်သူ့ဟာနဲ့သူပေါ့နော်ကျွန်တော်ကအဆင်ပြေနေကြတာဆိုတော့ဆန်ဒလန်ကတော့အချိန်ကြီးအကောင်းဆုံးပေါ့ဗျာဒါပေမဲ့လိစ်ယူနိုက်တက်တင်ရဲ့ဘက်ကလည်းလက်ရှိငါးဘွဲကစားပြီးတဲ့အချိန်မှာတော်တော်လေးအဆင်ပြေတဲ့ performance ကိုပြထားတယ်လို့ကျွန်တော်ပြောရမယ် ောင်မှာမှာဆိုလို့ရှိရင်လည်းပဲ base အားလုံးတို့ကောင်းတဲ့ exam တွေရှိတယ်။ကွင်းလင်မှာဆိုလို့ရှိရင်လည်းပဲတော်တော်လေးကောင်းတဲ့ exam တွေကျွန်တော်ရှိနေတယ်ပေါ့နော်။ list အနေနဲ့ DR ဒီကျွန်တော်ဒီပုံစံရဆိုရင်တန်းပြန်ဆင်းသွားမဲ့အခြေအနေမျိုးတွေမှာကျွန်တော်တွေ့မနေရဘူး။တွေ့မနေရဘူးနော်။နောက်တစ်ခုကကျွန်တော်ဘုံမောက်ဘုံမောက်ကတော့ကျွန်တော် DR ဒီမှာတော်တော်လေးကောင်းတဲ့ performance တွေကိုကျွန်တော်မြင်ထားရတယ်။၅ဘွဲမှာတို့၃ဘွဲတိကျွန်တော်နိုင်တဲ့တဘွဲတိတဘွဲရှုံးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်၆၉သွင်းပြီးတော့၅၉ပြန်ပြီးထားရသေးတယ် ဒီထဲမှာလေဘာဦးလိုအတင်းမျိုးနျူကာဆယ်လိုအတင်းမျိုးပေါ့နော်စပါလိုအတင်းမျိုးတွေကျွန်တော်ပါထားတယ်ဆိုတော့ဘုံပေါင်းကယာစီစားတဲ့အချိန်မျိုးမှာတတော်ကိုခက်ခက်ခဲခဲပြိုင်ဘက်တွေနဲ့ကျွန်တော်တွေ့ထားတာအဲ့ဒါကိုပဲကျွန်တော်သုံးပွဲထိအနိုင်ရအောင်ယူထားပြီးတော့ခန်းစစ်ကလည်းငါးကိုပဲပြီးထားရသေးတယ်ဆိုတာဒီယာစီမှာတတော်ကိုကောင်းနေတာပါအခုအဆင့်လေး၃မှာကျွန်တော်အဆင့်၄မှာကျွန်တော်ရှိနေပြီးတော့ပေါ့နော်အာဆင်နယ်တို့နဲ့အမှတ်တူစပါတို့နဲ့အမှတ်တူလေဘာဦးသင်းနဲ့ကျွန်တော်၅မှတ်ပဲကွာတယ်ဆိုတဲ့အချိန်မျိုးတွေကိုပါကျွန်တော်တို့ကတွေ့ထားရတယ်ဒါကြောင့်ညီပြားဖြစ်တဲ့ပေါ့နော်ကျွန်တော် ERola ရဲ့အတင်းက တော်တော်ကောင်းကောင်း performance ကိုပြထားတယ်တကယ်တမ်းဆိုဒီယာဒီမှာအများကြီးအပြောင်းလဲတွေသူတို့လှုပ်ထားတာခန်စစ်တလိုင်းလုံးကိုကျွန်တော်အပြောင်းလဲလှုပ်ထားတယ်ဒါပေမဲ့လို့သူတို့ပြန်ပြီးတော့အချီနီကောင်းအောင်ပြန်လှုပ်ထားနိုင်သေးတယ်အဲကြောင့်ဘုံမောက်အနေနဲ့တော်တော်ကောင်းတဲ့ performance တွေပြနေတယ် Leeds United တင်ရဲ့ queen ကိုသွားကစားတဲ့အခါမှာလည်းကျွန်တော်ဒါသူတို့ဘက်ကဒွင်းကိုဒီမရစရာအကြောင်းတော့ရှိတယ်လို့ကျွန်တော်မထင်ဘူး။ဘာလို့လဲဆိုတော့ Leeds က DRD 5ပွဲမှာသူတို့အဲတိုက်စစ်က၄ခုရတာနဲ့ခန်စစ်က9ခုဒီပြန်ပြီးထားရတယ်။ ါဟာဒီခံစစ်နေဆိုရင်တော့ဗောနောပုံမောက်ကိုသူတို့အနေနဲ့ဒီတိုင်မပတ်အောင်ကစားလိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူး။ဒါကြောင့်ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီဘုံမောက်ရဲ့ဘက်ကအဝေးကွင်းမှာဗောနောကျွန်တော်ကတော့ဒါ1-3 1-2လောက်နဲ့တကူကျွန်တော်ဒါအနိုင်ရသွားလိမ့်အောင်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့နောက်တစ်ပွဲက Manchester United ပါ။ Manchester United အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်5မှာ Chelsea ကိုအိမ်ကွင်းမှာကျွန်တော်2-1ဆိုတဲ့ရလနဲ့အနိုင်ရထားပြီးတော့ Brentford ကတော့အဝေးကွင်းမှာဒီ Fulham ကို3-1ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ရှုံးထားတယ်။ ကျွန်တော်ဒီနှစ်သိန်းစလုံးကပေါ့နော်ကျွန်တော်တို့ဒီထင်ထားသလောက်ထိလုတ်ပြထားနိုင်ခြင်းကျွန်တော်မရှိသေးဘူး brand force ဆိုလို့ရှိရင်တိုက်စစ်မှာအမ်ပူမူတို့ဝီဇာတို့လိုကစားမတွေကိုလက်လွတ်ထားရတယ်လို့ကွင်းလင်မှာလည်းခရစ်စတီယန်နိုဂေါ့လိုကစားမမျိုးကိုကျွန်တော်လက်လွတ်ထားတယ်။နီးပြဖြစ်တဲ့သောမတ်ဖရန့်ကိုလည်းလက်လွတ်ထားရတယ်။ဆိုတော့ဒီ brand phone မှာတော်တော်ကိုကြီးကြီးမားမားအပြောင်းလဲတွေလုပ်ထားရတယ်ပေါ့။နောက်လက်ရှိ Andrew ရဲ့အတင်းကဒီယာဒီမှာ၄နှစ်၃နှစ်ပဲဖြစ်ဖြစ်နောက်5 bucks နဲ့ပဲဖြစ်ဖြစ်3 bucks နဲ့ပဲဖြစ်ဖြစ် เนาะအကောင်ဆုံးသူတို့အနေနဲ့ပေါ့เนาะအပြောင်းလဲလုပ်ပြီးတော့ကစားနိုင်စွမ်းရှိတဲ့အသင်းဂျော်ဒန်ဟန်နဆန်နီးနဲ့လည်းကွင်းလင်မှာတော်တော်လေးကိုအဆင်ပြေအောင်ကစားပြထားနိုင်သေးတယ်ဒါအပြင်သူတို့ကပြိုင်ဘက်ပေါ်မူတည်ပြီးတော့ formation နဲ့နီးစနစ်တွေကိုပြောင်းလဲနိုင်စွမ်းရှိတဲ့အသင်းကစားမရူတွေကိုပြိုင်လွန်ပြောင်းလဲနိုင်စွမ်းရှိတဲ့အသင်းမျိုးတော့ Manchester United ကိုအိမ်ကွင်းမှာခါတိုင်းနှစ်တီလို့ဒုက္ခပေးနိုင်အောင်ပဲလို့ကျွန်တော်ပြောလို့ရတယ်ဆိုအကောင့်ဆုံးပုံစံမှာရှိမနေသေးဘူးဗောနော Brandbo ကလောလောဆယ်မှာအဆင့်ဆက်ကွန်မှာ၅ဘွဲကစားပြီးတဲ့ခါမှာသူတို့တပွဲပဲနိုင်ထားသေးတယ် တပွဲတည်ကြပြီးတော့၃ပွဲထိသူတို့ရှုံးနေထားတယ်တိုက်စစ်က6ကူရပြီမဲ့ခန်းစစ်က10ကူထိသူတို့ပြန်ပြီးထားရသေးတယ်ဘရန်ဘူကပြီးခဲ့တဲ့ပွဲစဉ်9မှာဆိုလို့ရှိရင်ဆိုအဲ့ပွဲစဉ်9ရဲ့အရှိကပွဲမှာဆိုလို့ရှိရင်လည်း Chelsea ကိုတစ်ဖက်2ကူစီတည်ကြအောင်သူတို့ကကစားထားတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီဒီယာဒီတည်ပါဆိုတဲ့ပွဲကို Chelsea နဲ့ပွဲမှာသူတို့ယူထားတယ်ဒီယာဒီမှာတပွဲပဲနိုင်ထားသေးတယ်ပေါ့နော်ဆိုတော့ဒါအဲ့ဒါကလည်း Sunderland လားမသိဘူးသူတို့နိုင်ထားတယ်ထင်ပါတယ် အဲဆိုတော့ brand 4အနေနဲ့အကောင်းဆုံးပုံစံဒီကိုမြင်မနေရသေးဘူးဗောနောကြီးကြီးမားမားအပြောင်းလဲတွေလုပ်ထားတယ်ဆိုတော့ Manchester United ကတော့ဒီယာဒီမှာအမှန်တမ်းတွေးကြည့်ရရင်ကျွန်တော်တို့မျော်လင့်တယ်လို့လုတ်ပြထားနိုင်ခြင်းတော့မရှိသေးဘူး Premier League 5ပွဲမှာကျွန်တော်နှစ်ပွဲပဲကျွန်တော်နိုင်သေးတယ်နှစ်ပွဲပဲနိုင်သေးတယ်တပွဲတည်းနှစ်ပွဲရှုံးဆိုတဲ့ပုံစံမျိုးတိုက်စစ်ကကျွန်တော်6 9ရတာပြီးတော့ခန်စစ်ကကျွန်တော်8 9ထိပြန်ပြီးထားတယ်ဒါဟာလက်ရှိ Premier League မှာဆိုလို့ရှိရင်19ပြီးထားတာကိုရီထက်ပေါ့နော်ကျွန်တော်တိုင်ပတ်တာဟိုပေးကူများတာဆိုလို့ကျွန်တော်ဘယ်သိနေကျွန်တော်ရှိမယ် အဲကျွန်တော် Brighton ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က Nottingham Forest ရှိမယ်ပြီးရင်ကျွန်တော်တို့က Brentford ရှိမယ် West Ham ရှိမယ် Wolverhampton ရှိမယ်ကျန်တဲ့ decent performance ခံစစ်ရှိတဲ့အသင်းတွေနဲ့ကိုထက်ပူကောင်းတဲ့အသင်းတွေနဲ့ကျွန်တော်ကြည့်ရင် United ဟာခံစစ်ပိုင်းကဘလို့မှအဆင်ပြေမနေဘူးအဲဆိုတော့ဒီလိုပြောလို့ကျွန်တော်တိုက်စစ်ကလုံးဝမထီရောက်ဘူးလားဆိုတော့လည်းမဟုတ်ဘူးတိုက်စစ်ကလည်းအတိုင်းအတာတကူတွေအချင်းကြီးကောင်းနေတယ်မှာပါတယ်ပြည်ထနာကတိုက်စစ်မှာရရင်ရတဲ့အခွင့်အရေးကိုကျွန်တော်မဖန်တီးနိုင်တာ နော်ရရင်ရတဲ့အခွင့်အရေးကိုမဖန်တီးနိုင်တာပထမပိုင်းမှာဘလောက်အဆင်ပြေတယ်ပြောပြောဒုတိယပိုင်းကျရင်အမြင်တန်းတိုင်ပတ်သွားတာဒါအပြင်ကျွန်တော်တို့လည်းအမြင်ဘောတွေကအရင်အန်ဒီရဲ့များနေတော့မဲ့ကိုခန့်စင်လိုင်းနေတဲ့မှာဒါကိုကြည့်ရင် brand phone နဲ့ပွဲမှာလည်း united တို့ပြဿနာတွေတက်လာနေနေဆိုတော့ကျွန်တော်တို့ကဟိုဘယ်ပြောမလဲပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကိုရီခန့်စစ်ကကျွန်တော်၅ပွဲမှာ၈ဂိုးပြီးထားရတယ်ဆိုတာမျိုးကပွဲတိုင်း5ပြီးနေရတဲ့အခြေအနေမျိုးပါပွဲတိုင်း5ပြီးနေရတဲ့အခြေအနေမျိုး နော်ကျွန်တော်ပထမအုပ်ဆုံးပွဲပြီးတဲ့အာဆင်နယ်နဲ့ပွဲမှာလည်းကျွန်တော်ဂိုးပေးရတယ်ဒုတိယဖူလန်နဲ့ပွဲမှာလည်းကျွန်တော်ဂိုးပေးရတယ်နော်ကျွန်တော်ဒါအဲတတိယကျွန်တော်ဘန်လီနဲ့ပွဲမှာလည်းကျွန်တော်ဂိုးပေးရတယ်စရုတ်ထားကျွန်တော်အနေနဲ့ဟိုဘယ်ဘစရုတ်ထားဘန်လီနဲ့ပွဲအဲ့မှာလည်းဂိုးပေးရတယ်ပြီးရင်ကျွန်တော်အနေနဲ့ဟိုဘယ်ချဲစီနဲ့ပွဲမှာလည်းကျွန်တော်ဂိုးပေးရတယ်ဆိုတော့ပွဲတိုင်းကိုကျွန်တော်အနေနဲ့ဂိုးပေးနေရတဲ့သဘောမျိုးဘလို့မှအဆင်ပြေမနေဘူးဒါကကြားထဲမှာ Greensby တို့ပါဝင်တဲ့ကစားတဲ့ဂိုးတွေကျွန်တော်ပေးရတာပဲဆိုတော့ United ရဲ့ခန်းစစ်လိုင်းက ကလင်းရှိတွေပါတယ်ဒီရာဒီမှာရအောင်ယူမထားနိုင်သေးဘူးအဲ့တော့ Brandford အနေနဲ့အမြင်ဘောတွေထပါတော့ပြသည်ပေါ့နော် set piece တွေပေါ့နော် set piece ဆိုတာ down gun body ကနေပဲဖြစ်ဖြစ် left piece body ကနေပဲဖြစ်ဖြစ်သူတို့တာမန်ဂိုလ် set piece တွေကနေ area box ထိမှရလာတဲ့အနေအထားတွေကနေပဲဖြစ်ဖြစ်သူတို့ဒါ Brandford ရဲ့ set piece တွေကို United ကတော်တော်ကြီးကိုပဲစိတ်ပူစရာကောင်းအောင်ကျွန်တော်ရှင်းထုတ်အောင်ပါဒါဟာတော်တော်လေးကိုအခြေအနေမကောင်းပါဘူးအဲ့တော့ Brandford ရဲ့ legacy form နေကြောင်း ယူနိုက်တက်ကအဝေးဝင်းမှာအနိုင်ရလဲရာကောင်းလဲရသွားနေဆိုရှိတဲ့တယ်မှာပါတယ်ဘရန်ဖို့အနေနဲ့ချယ်ဆီကိုအိမ်ဝင်းမှာလာတာရအောင်တည်ရီကစားထားတယ်ဒါကိုလည်းကျွန်တော်ထည့်တွက်ထားရမယ်နော်ချဲစီကိုအိမ်ဝင်မှာသူတို့တည်ရအောင်ကစားထားတယ်အဲ့ဒါသူတို့ကမ်ဘက်တီပါတီသူတို့ပြန်လာတာပေါ့နော်ဆိုတော့ယူနိုက်တက်အတွက်ဘလူးမန်ကျွန်တော်အနေနဲ့ရော့ရော့ပေါ့ပေါ့ကျွန်တော်ကစားလို့မရဘူးဆိုတော့အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ဘရန်ဘူကမန်ချက်စတာယူနိုက်တက်နဲ့တွေ့တိုင်းပြီးခဲ့တဲ့နှစ်တည်းကိုပြန်ကြည့်ရင်အင်မတန်ဒုက္ခပေးတဲ့တယ်မှာကျွန်တော်ပါတယ်အင်မတန်ဒုက္ခပေးတာယူနိုက်တက်နဲ့တွေ့ရင်သိုမတ်ဖရန်ရဲ့လက်အောက်မှာ ဆိုတော့လက်ရှိနီးပြအန်ဒရီးရဲ့လက်အောက်မှာကောသူတို့ဒီအဲ့လိုထပ်ပြီးတော့လုံနိုင်မလားဒါမှမဟုတ်အမ်မိုရင်ကပဲနိုင်ပွဲဆက်အောင်လုပ်သွားမလားပေါ့အမ်မိုရင်အတွက်တော့အင်ပဒန်အရေးကြီးပါတယ်ဒီပွဲနိုင်ပွဲဆက်ဖို့ကကျွန်တော်တို့ international break မနာခင်မှာလက်ရှိ brand phone နဲ့ကျွန်တော်တို့ကစားရမယ်ပြီးရင်ကျွန်တော် newcastle ပေါ့ sorry ဒါ sunderland နဲ့ကျွန်တော်တို့ကစားရမယ်အဲ့ဒီနောက်နောက်ပွဲက manchester united အနေနဲ့နိုင်အောင်ဆွမ်းဆောင်နိုင်မယ်ဆိုရင် international break ပြီးလို့ပြန်လာတဲ့ liverpool နဲ့ပွဲကြလို့ရှိရင် အဆင်ပြေနိုင်တယ်เนาะအဆင်ပြေနိုင်တယ်ဆိုတော့အကယ်လို့အဲ့ပွဲမှာအမှတ်ရောခင်တောင်မှ United တို့ကပေါ့เนาะကျွန်တော်တို့ဒါပြောစရာကြီးဖြစ်ချင်မှာဖြစ်နေမှာမဟုတ်ဘူးဒီကျွန်တော်တို့ Sunderland ကလက်ရှိ Brentford နဲ့ပွဲနှစ်ပွဲကိုကျွန်တော်ရှုံးပွဲတွေပါတယ်ပါ sorry အမှတ်တွေပါတယ်ကျွန်တော်ရော့တယ်ဟာ Liverpool နဲ့ပွဲမှာလည်းတိုင်ပတ်ဦးမယ်ဆိုရင်တော့ Amorin ရဲ့အနေထားက Blue Man ကိုကျွန်တော်အခြေအနေမကောင်းဘူးဆိုတော့ Amorin နေနဲ့ International Break အတော်တွင်မှာကျွန်တော်တို့အနာဂတ်ကိုတည်တည်ငြိမ်ငြိမ်ပြန်ဖြစ်ဖို့ဆိုရင် ရန်ဖူတို့ဆန်ဒလန်တို့ရဲ့ပွဲမှာခက်ခဲကောင်းခက်ခဲလိမ့်မယ်ရလက်ကစားပုံကြီးကောင်းချင်မှာကောင်းနိုင်မယ်သုံးမှတ်တော့ရအောင်ယူဖို့ကြိုးပမ်းရမယ်ဒါပေမဲ့လို့ဘရန်ဖူအိမ်ဝင်းမှာတိုင်ပက်လေးရှိတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲမှာအချိန်ကြီးမဟန်ရင်ကျွန်တော်အနေနဲ့ပေါ့နော်တယီဒီဘာတောင်ကြသွားနေဆိုရှိတဲ့အချိန်ကြီးမျိုးပါဆိုတော့ဘရန်ဖူရဲ့ဘက်ကဘလူချင်းကတ်မှုပုံစံနဲ့လာမလဲလဲကျွန်တော်တို့စောင့်ကြည့်ရမယ်ဒီကြတာတကူကတော့ကိုရီအတွက်ပေါ်ပေါ်တန်တန်ကျွန်တော်ကစားလို့မရအောင်အိမ်ဝင်းမှာ Chelsea ကိုပဲဘရန်ဖူကကျွန်တော်သာတယီကြောက်အောင်ကစားပြထားတာ United အနေနဲ့ရတဲ့အခွင့်အရေးတွေကိုလည်းကျွန်တော်အသုံးချနိုင်မှာကျွန်တော်ဖြစ်မယ်။ Casemiro မပါနိုင်ဘူး။ Matthijs Cunha တို့ကျွန်တော်တို့ဘောနော်ဒါ Mason Mount တို့ကျွန်တော်ပြန်ပါပြီ။ဆိုတော့အနိုင်ရလဲရအောင် United ဆွမ်းဆောင်နိုင်ဖို့လိုပါတယ်။ဒီပွဲကတော့ဘောနော်ကျွန်တော်အနေနဲ့ United ဘက်ကနိုင်မယ်ဆိုရင်တောင်မှကျွန်တော်အနေနဲ့ဒါတကူးထက်ပို့ပြီးတော့နိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။1-0ပဲဖြစ်ဖြစ်1-2ပဲဖြစ်ဖြစ်ပေါ့နော်ကိုခန်းစစ်ကိုအမှန်တမ်းပြောရင်ကျွန်တော်မလုံဘူးဗျဘာလို့လဲဆိုတော့ခန်းစစ်ကဂိုးတွေကပွဲတိုင်းပြီးနေရတာဆိုတော့တမ်ပြန်ဒီကိုကျွန်တော်ကောင်းကောင်းထိန်းနိုင်ဖို့လိုတယ် ါမှမဟုတ်သူတို့တွေ pressing တွေကျွန်တော်လှုပ်လာမယ်ဆိုရင်ကောင်းကောင်းဖြည့်နိုင်မှုကျွန်တော်လိုတယ်ဒီကလို့ရောဘလို့မင်းကြလဲ MOD နောက်ထပ်တုတ်မှတ်ရအောင်စွန်းဆောင်နိုင်လိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးတို့ပါ